မိသားစုနဲ့စိတ်ကြိုက်နေဖို့ပဲဖြစ်ဖြစ်စေယုံကြောင့်ရုံငန်းနဲ့စားသောက်ဆိုင်တွေဖွင့်မှုပဲဖြစ်ဖြစ်နေရာချက်ချာကြပြီးကြည်ကြဝန်းဝန်းရှိလာတဲ့တုံးတက်တိုက်ကြီးလုံကိုပြသပေးရှင်ပါတယ်။ဒါကတော့ရွှေပြည်သား16ရွက်ကွက်မှာရှိပြီးတော့ဘိုးဆန်ခစ်မိလာတဲ့တိုက်ကြီးလုံပဲဖြစ်ပါတယ်။ ဒီနေရာကိုလာဖို့အတွက်ကတော့ရှေပီတာရဲ့အဓိကလမ်းမကြီးဖြစ်တဲ့ဘိုးချိုလမ်းကနေ16ရက်ကွက်ငှဝါရှစ်လမ်းတွေကိုချိုးဝင်လိုက်တာနဲ့အလွယ်တကူရောက်ရှိနိုင်ပါတယ်ဒီတက်ကြီးရဲ့တင်နီယာကိုအတိအကျပြောရမယ်ဆိုရင်တော့16ရက်ကွက်ငုဝါရှစ်လန်းမျက်နှာနာပတ်လန်းထောက်မှာတည်ရှိပါတယ်။လမ်းစုံတောက်မှာတည်ရှိတဲ့အတွက်အောက်ထက်မှာဈေးဆိုင်ကန်းတွေလက်ဖက်ရည်ဆိုင်တွေစားသောက်ဆိုင်တွေဖွင့်မယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေပါတယ်။ နောက်ပြီးအမှန်ပြောရရင်ကျွန်တော်ရောင်းချပေးသမျှတိုက်ကြီးထဲမှာဒီတိုက်ကြီးလောက်အခန်းဖွဲ့စည်းမှုစနစ်ကြတာဒီဇိုင်းဆန်းပြားတာနဲ့တိဆောက်မှုအရေးသွေးပြည့်ဝတာမတွေ့ဘူးသေးပါဘူးဒီတိုက်ကြီးရဲ့ပိုင်ရှင်ကဆောက်လို့ရလုပ်ငန်းရှင်တယောက်ဖြစ်တယ်လို့သူနေထိုင်မှုအတွက်တိဆောက်ထားတာဖြစ်တဲ့အတွက်အဆောက်အဦတစ်ခုလုံးကိုအသေးစိတ်ကအစအရေးသွေးပြည့်မိတဲ့ပစ္စည်းတွေကိုသာအသုံးပြုထားတာမြင်တွေ့ရပါတယ်ဒီတိုက်ကြီးရဲ့အကျဉ်းဝန်းက P40 60ဆောက်လို့ထားတာပါအခန်းတိုင်းမှာလည်းအရေးသွေးကောင်းလာတဲ့ယူရီယာဆေးတွေကိုတုံးပေးထားပါတယ် ဒါ့အပြင်အပေါ်ဆုံးတက်မှာလည်းမီနီရေကူးကန်လေးပါပါတယ်။အိတ်ခန်းခုနှစ်ခန်း Master Bedroom 3ခန်းနဲ့မီးဖို့ခန်း3ခန်းပါရှိပါတယ်။ဒါကတော့ Master Bedroom ခန်းလေးဖြစ်ပါတယ်။အလားဆင်ထားတဲ့မီးဆိုင်မီးဆွဲကြီးတွေကအရန်ကိုလှပလွန်ပါတယ်။အခန်းထဲမှာရှိတဲ့ပစ္စည်းတွေကိုလည်းအယောင်းဝယ်ဆင်ပြေးတဲ့အခါဒီတိုင်းထားပြီးခဲ့မှာဖြစ်ပါတယ်။အကန့်အတွင်းမှာလည်းတံမိုးကြီးမြန်မာဗဟုလက်ရာတွေကိုမြင်တွေ့ရပါတယ်။တကယ်ကိုခိမီဟိုတယ်ကြီးတစ်ခုကိုရောက်ရှိသွားတယ်လို့ခံစားရပါတယ်။ ဒါကအေဂန်အတွင်းမှာရှိတဲ့ဘူဆန်ခစ်မီပြီးကြဲကြဲဝဲဝဲရှိလာတဲ့မီးဝေကန်ဖြစ်ပါတယ်။ဒီမှာရေခဲတက်တာတွေအလှဆင်မီးတွေလည်းပါပါတယ်။ထမင်းစပွဲလည်းရှိပါတယ်။ဧည့်သည်တွေဝိုင်းလာမယ်ဆိုရင်လည်းအစင်သက်ချက်ပြုတ်အက်ခံလို့ရပါတယ်။ဒါကတော့အိတ်ခမ်းဖြစ်ပါတယ်။ခစ်မီဂရင်ကြီးနဲ့ခစ်မီအသုံးဆောင်တွေပါရှိပါတယ်။ဒါကကလေးတွေအိတ်တဲ့အိတ်ခမ်းဖြစ်ပါတယ်။ဒီမှာဆိုရင်လည်းရေချိုးခန်းအိမ်သာပါရှိပါတယ်။ ရေဘူးရေးဆက်တွေရှိတဲ့အပြင်တကယ့်ကိုဟိုတယ်ရောက်သွားတယ်လို့မြင်ထွေးရပါတယ်။ဒီတိုက်ကြီးမှာအိတ်ခန်းခုနှစ်ခန်းရှိတဲ့အပြင်ရေချိုးခန်းအိမ်သားနဲ့မိဖို့ခန်းတွေလည်းများစွာပါရှိပါတယ်။ဒါကတော့တတိယတစ်ဖြစ်ပါတယ်။ဒီမှာတော့တကယ့်ကိုဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်။ဒီမှာမီနီယူဟန်လေးလည်းရှိတာမို့မိသားစုတွေအပန်းဖြေဖို့အတော်လေးအဆင်ပြေပါတယ်။ ကြောင်လင်လီကားလေးအတိုင်းတက်သွားလိုက်တဲ့အခါမှာတော့ရေတိုင်ကြီးရရှိပါတယ်။အပေါ်မှာတော့ချမောင်ပင်တွေတမ်မရပင်တွေတီးပင်စားပင်အစုံလင်စိုက်ပြိုးထားတာတွေ့ရပါတယ်။အိမ်နောက်ဖေးဈေးဆိုင်တဲဆိုတဲ့စကပုံကိုပြောင်းပြီးအိမ်ခေါင်မှုဈေးဆိုင်တဲလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒီဘော်ကနေပတ်ဝန်းကျင်ရှုခင်းတွေကိုကြည့်လို့ရတယ်လို့ဈေးကြီးတော်တစုကိုလည်းဖူးမြော်မြင်တွေ့နိုင်ပါတယ်။အပေါ်ဆုံးထက်ခန်းကလည်းအတော်လေးကျယ်ဝန်းပါတယ်။လေ့ကျင့်ခန်းအားကစားပစ္စည်းတွေပါတယ်လည်းရှိပါတယ်။ ဒီမှာဂျင်းယုံနေပါလေဖွင့်မယ်ဆိုရင်လည်းအတော်လေးအဆင်ပြေနိုင်ပါတယ်။ဒီခန်းကပြတင်းပေါက်တယ်ဆိုရင်လည်း၆ပေပတ်လည်းကြီးကြီးတွေဖြစ်ပါတယ်။လေဝင်လေထွက်ကောင်းပြီးဒီပေါ်မှာအားကစားလုပ်မယ်ဆိုရင်အတော်လေးအဆင်ပြေပါတယ်။ဒီတက်ကြီးရဲ့အခန်းတွေကများပြားလွန်းတဲ့အတွက်တခန်းချင်းရိုက်ပြဖို့ကအဆင်မပြေနိုင်ပါဘူး။အခန်းတိုင်းမှာကြမ်းငင်းတွေအလှဆင်မှုတွေကအစတန်မိုးကြီးအေးသွင်းပစ္စည်းတွေကိုအသုံးပြုထားပါတယ်။ ဒီတိုက်ကြီးကလမ်းဆုံတောက်မှာတည်ရှိတဲ့အတွက်အောက်ထက်မှာဈေးဆိုင်ကန်းတွေလက်ဖက်ရည်ဆိုင်တွေစားတောက်ဆိုင်တွေဖွင့်မယ်ဆိုရင်တော်တော်လေးအဆင်ပြေပါတယ်။ဒါမှမဟုတ်မိသားစုနဲ့စိတ်ကြိုက်နေဖို့ပဲဖြစ်ဖြစ်စီးုံကြောင်ရုံးကန်းတွေအသုံးပြုဖို့ပဲဖြစ်ဖြစ်ဝယ်ယူမယ်ဆိုရင်အဆင်ပြေနိုင်ပါတယ်။ပါမက်မီဆိုတော့ပိုင်ဆိုင်မှုကလည်းလုံးဝစိတ်ချရပါတယ်။ဒီတိုက်ကြီးရဲ့ရောင်းစည်းကကျပ်ငွေ3800ဖြစ်ပါတယ်။ဆောက်လုပ်ထားတဲ့ပစ္စည်းလက်ခဏာတွေအတော်လေးတန်နေပါပြီ။ ဒါကြောင့်ဝယ်ယူမယ်ဆိုရင်တော့မြန်မြန်လက်ဦးထမှာအဆင်ပြေပါလိမ့်မယ်။စုံစမ်းဝယ်ယူခြင်းနဲ့ဆိုရင်တော့ DVU ရဲ့ comment အောက်ကဖုန်းကို အခုပဲဆက်သွယ်လိုက်ပါခင်ဗျာ။